တချင်းပြည်နယ်မြောက်ဖြားပူတာကိုရောက်28ရက်နေ့ကလင်းလုံး29ရက်နေ့ဘုံကတန်ပြန်လာခဲ့တယ်ပေါ့နော်လင်းတောင်မှမန္တလေးမှာစိုက်လို့မရတော့ဥမာစိုက်ပြီးတော့ရန်ကုန်ကနေမန္တလေးကိုတန်ပြန်ခဲ့တယ်ပြင်ဦးလွန်ဘုံဘုံရဲ့အကြောင်းမှာပေါ့30ရက်နေ့ခနာစီစဉ်ဆွဲပြီးတော့ဘုံတော့31ရက်နေ့ကနေစပြီးတော့ဒီငလင်းဘေးနဲ့ပတ်သက်လို့ဘုံတို့အေးဘော်ပေါ့ရေးဘော်ဆိုပေမဲ့လည်းဒါဘုံဘုံတို့တဲ့ရှေ့ရက်နေရေးဘော် ဆောင်ရွက်နေတဲ့သူတွေအများကြီးရှိပါတယ်ပထမဆုံးလှူပြစ်တာကတော့ဆေးရုံတက်နေတဲ့လူနာတွေကိုဘုံဘုံတို့ထောက်ပံ့ရေးသွားလို့ဖြစ်တယ်ပေါ့နော်ပို့ပြီးတော့လိုမယ်လို့ထင်တာ哦ဒီအဲ့ချိန်မှာတော့ဒီစာနာရိတ်ခါတွေသမင်းပူးတွေသမင်းစားစရာတွေအဲ့လိုဝေးတဲ့အဖွဲတွေလည်းအများကြီးရှိပါတယ်အဲသူတို့အပိုင်းနဲ့သူတို့တချို့နေရာတွေကျတော့သမင်းပူးတွေကထက်နေတဲ့အခါကျတော့အဲ့စားစရာဝေးတဲ့အပိုင်းကို ူစားမပေးဘဲနဲ့ဘုန်းတို့ခြောက်ချမ်းလေးတွေနဲ့ဒီဆေးရုံမှာတက်နေတဲ့လူနာတွေတစ်ဖက်တစ်လမ်းနေအင်အားဖြစ်အောင်ဆိုပြီးတော့ထောက်ပံ့နေတော့ပြီးတော့ဒီအဆန်တွေဝေဖြစ်တယ်ပေါ့နော်လူငွေအဲ့ဒီနောက်မှာတော့ဒီအလှူရှင်တွေလည်းပဲဒီစကိုင်းမင်းကွန်းဘက်ကဒီငလင်ဘေးရဲ့အရင်နှစ်လလောက်ကလေးကစပီးတွေရော ဆိုင်တော်ရီတော်တော်ခက်ခဲနေတယ်ဆိုတာကြားသိရတဲ့အတွက်ဒီစကိုင်းမင်းဝင်းဒေသမှာရှိတဲ့ဤသူတွေရဲ့မင်းဝင်းတောင်ရုပ်ထဲမှာပြိမိနေတဲ့ယဟန်သာမဏေတိလရှင်တွေရဲ့စေဘေးဆောင်တွေရဲ့သူတို့ဒုတိယအကျေဘုံတို့ထိထိရောက်ရောက်လှူပြစ်ခဲ့ပါတယ်ဒီစောစောဆေးရုံလူနာတွေကိုတော့ဘုံတို့လူနာတယောက်တသိန်းတသိန်းနဲ့လူနာပေါင်း300ကျော်လူနိုင်ခဲ့တယ်ပေါ့နော် ဒီစားစရာရိတ်ခါတုပ်လေးတွေအချောက်လေးတွေနဲ့ပတ်စံတသိမ့်တသိမ့်နဲ့ပေါ့နော်စကိုင်းမင်းကွေးဘက်မှာတော့ဖုန်းတို့အဲအိမ်ကောင်သူတစုကိုတသိမ့်ဝင်းညင်တန်ဖိုးရှိတဲ့ PC လေးတွေပေါ့အားလေးတွေလှူပြခဲ့ပါတယ်တိမ်ပေါင်း1800ကျော်တာပေါ့လေဒီမင်းကွန်းဒေတာရေလိုအပ်ချက်တွေပေါ့ရေလိုအပ်ချက်တွေအဲတစ်ဖက်တစ်လမ်းကနေထောက်ပံ့ရအောင်ဆိုပြီးတော့ဖုန်းတို့ မင်းဝန်းတောင်ယူထဲမှာရေပြည့်စုံရေခေါင်းတို့စောလိုင်းပေါ်နေလဲစောဖြစ်တယ်ကိုကိုတိုင်းလဲဥဆောင်ပြီးတော့လှုပ်ဖြစ်တယ်လှုပ်ရှင်နေနဲ့လဲပူပေါင်းပြီးတော့အဲတီတီကူဆရာတော်ကြီးတို့ဥဆောင်ပြီးတော့အဲရေဖြန့်ဝေရေလုပ်နေတဲ့လုပ်ငန်းတွေကိုလဲဘုံဘုံတို့ကတော့အချမ်းရံတစ်ခုအနေနဲ့စီဒီမီလက်စစ်မီမရှိတဲ့အခါကျတော့လေဟိုရေစက်ကြီးတွေမောင်းလာတာတရက်ကို စီဖို့8သိန်းလောက်ကုန်တယ်ပြောတယ်အဲ့ဒါကိုလည်းဘုံတို့လူရှင်တွေနဲ့ပူးပေါင်းပြီးတော့လူပြက်ခဲ့တယ်ပေါ့လေနောက်ပြီးတော့တခြားတခြားတော့ဘုံတို့ဒီကိုလာပြီးတော့အဝေးကနေလာပြီးတော့ပူးပေါင်းပြီးတော့လူတန်းတဲ့အဖွဲ့တွေနဲ့လည်းဘုံတို့ကူညီပြီးတော့လူပြက်ခဲ့တယ်ပေါ့ဒါဒီကူညီထောက်ပံ့ရေးအပိုင်းပေါ့နော်တဖက်တလန်းနေကြတော့လေအန်ရရှိတဲ့အစာအုပ်တွေကတော်တော်များနေတော့ ဖဖုံးကလန်တရားတွေလုံနေတာဆိုတော့ဖဖုံးမှာပဖိုးရှိတာပေါ့နော်အဲဖဖုံးရဲ့ပဖိုးကြီး ਨੇ ဒီမန္လေးရတကမအီတင်ကိုတို့အဖွဲ့နဲ့ပူပေါင်းပြီးတော့ဖဖုံးကဆက်ဆိုင်တယ်သူတို့ကလောက်အားတွေ ਨੇ ဒီလိုအပ်တဲ့စီတွေပါတယ်အဲသူတို့နီးနဲ့သူတို့မတီးပြီးတော့လှူလဲလှူတယ်အလူရှင်တွေရဲ့ပူပေါင်းမှုတွေ ਨੇ ပါဝင်ပြီးတော့ကဖက်တလန်းတွေလည်း အိမ်တွေစာဦးတွေအန်ရရှိတဲ့စာဦးတွေဖြိုပေးနေတာလေဒီနေ့အထိအလုံး90လောက်ရှိသွားပြီတော်လေးတော့ကျိုးတရားမှုရှိတယ်ပြောရမှာပေါ့နော်ဒါလည်းပဲဘုံဘုံကလည်းဆက်ဆိုင်တယ်အဲအကျိုးဆောင်ပြီးတော့ကိုတိကိုရအန်ရမဖြစ်အောင်ထိရောက်မှုရှိအောင်လိုအပ်တာတွေပံ့ပိုးပြီးတော့အနည်းကဥဆောင်ပြီးတော့ဆောင်ရွက်နေတဲ့သူတွေရှိလို့ပေါ့နော်အဲ့ဒီအပိုင်းကလည်းပဲဒါဘုံဘုံတို့ကိုကြီးပံ့ပိုးပေးတဲ့အပိုင်းတွေအများကြီးပါခဲ့တယ်ပေါ့နော်အဲ့ဒါကတော့ ီရှေ့လုပ်ငန်းပေါ့နောက်ပိုင်းထိလုပ်နေရမယ်အဲဒီအဲဒီလုပ်ငန်းนี่အခုပဖိုးလုပ်ငန်းนี่အလွတ်ကိုဘုန်းတို့ကုကြီးထောက်ပံ့ရေးအနေနဲ့ရတော့အလုံးစကိုင်းမန္တလေးကြောက်ဆဲအင်းဝမင်းကွန်းပေါ့အဲဒီနေရာတွေကိုပံ့ပိုးတာ3000ကျော်လောက်ရှိတော့ပါတယ်ဖြတ်လို့မရဘူးပေါ့ဗျာဘာကြောင့်လဲဆိုတော့ဘုန်းတော်ကဒီဖြတ်ပြီးရင်လည်းပဲနေရာမရှိတဲ့တော်တော်ကိုနေရာမရှိတော့ခက်ခဲရှိတဲ့သူတွေဆိုလို့ရှိရင် ဒီ65ဒိန်ကုန်ကြခံပြီးတော့ဒီအိမ်လေးတစ်လုံးပြန်ဆောက်ပေးဖို့ရအစီအစဉ်ရှိတယ်။ဒါလေးတွေကလည်းပဲတကယ်လိုအပ်တဲ့နေရာတကယ်ကိုလိုအပ်ချက်ကိုကြည့်ပြီးတော့ဘုံဘုံတို့လိုက်ပြီးတော့ဆောင်ရွက်နေတာဆိုတော့တော်တော်လေးကြည်နူးစရာကောင်းပါတယ်။အိမ်လည်းပဲဒီအဲတမအင်တင်ကိုကဥဆောင်ပြီးတော့မတီးပြီးတော့လူတန်းပေးတဲ့အပြင် အလူရှင်တွေလည်းပဲတစ်လုံးတစ်လုံး65ဒိန်လုံးနဲ့လူရတဲ့အလူရှင်တွေလည်းတိမ်မောင်း 6000မကပေါ့အလုံးတရာကျော်လူရှင်တွေပေါ်ထားတယ်ပေါ့နော်ဒါလေးတွေကလည်းတွေ့ကြည့်မယ်ဆိုရင်ပီတိဖြစ်စရာကောင်းပါလားဟိုအိမ်ဆောက်တဲ့အိမ်ဖြစ်တဲ့ဟာကွာတကယ်ဆိုရင်ဟိုအခကြေးငွေနဲ့ဖြစ်ကြမယ်ဆိုရင်အိမ်တစ်လုံးကိုသ300လောက်အနည်းဆုံးရှိတယ်ပေါ့နော်အိမ်လုံး60ဆိုတော့တွေ့ကြည့်ပေါ့နော်အဲကွာဘုန်းတော်အခမ်းမဲ့ဖြတ်ပြေးတယ်အိမ်ရှိပိုင်ရှင်းစီကဖြစ်နိုင်မယ်ဆိုရင်သူကရေတောင်မှတိုက်เสียရမလို့ထမင်းလဲကျွေးเสียရမလို့ ိုသမင်းနဲ့ကိုစားတယ်ကိုရင်နဲ့ကိုတောက်ပြီးတော့အဲလိုအပ်ရင်အိမ်တောင်ဆောက်ပေးပြီးတော့လုပ်တယ်ဆိုတော့အမြဲတမ်းမှမြတ်တဲ့ကုသိုလ်လုပ်ငန်းလေးလို့ပြောလို့ရပါတယ်လောလောဆယ်ဒီငလင်ဘေးဒုက္ခခံရတဲ့အနေထားနဲ့ဤသူတွေရဲ့အခက်အခဲကိုဘုန်းတို့တိုင်းနိုင်တဲ့ဘက်ကနေပံ့ပိုးတဲ့အပိုင်းပေါ့နောက်ပိုင်းကဏ္ဍမှာတော့ဘုန်းဘောင်ကဒီအာသနာအတွက်ရောဘာသာအတွက်ရောပို့ပြီးတော့အကျိုးသက်ရောက်မှုများမဲ့ ဒီပရိယတိသာသနာတည်ရဲ့ပြန်လည်ထူထောင်ရေးကဏ္ဍမှာကိုနိုင်တဲ့ပမာဏကနေပံ့ပိုးမလို့စဉ်းစားထားပါတယ်အဲအဲ့ဖုံးဖုံးပဖိုးနဲ့လုံနေတဲ့အပိုင်းကတော့တက္ကဏပေါ့လေကုညီလိုရတဲ့အပိုင်းတွေကုညီပြီးတော့ဒီဖုံးဖုံးစီလာတဲ့အလှရှင်တွေနဲ့ဟိုးနဲ့ဆက်ဆက်တဲ့လူရှင်တွေတို့တော့ဒီပရိယတိသာသနာတည်အမြန်ဆုံးအချိန်ပြတ်မသွားအောင်ကိုအများကြီးမဟုတ်အောင်မှာကိုနိုင်တဲ့အပိုင်းပေါ့လေအဲတချောင်းဆိုလဲတချောင်းနှစ်ချောင်းဆိုလဲနှစ်ချောင်းပေါ့ အဲ့လိုလေးတွေပိုင်းပြီးတော့တာဝန်ယူသွားမယ်လို့စဉ်းစားထားပါတယ်။တခုကောင်းတာဘုန်းတို့ကိုယ်တိုင်ပင်ပန်းခံပြီးတော့ဆောင်ရွက်တယ်။ဗလန်ဒီယာလူငယ်လေးတွေလည်းရှိတဲ့အခါကျတော့တကယ်လိုတဲ့နေရာကိုတကယ်လိုအပ်ချက်ကိုထိထိရောက်ရောက်ကာယကံရှင်နေစီကိုရအောင်ပို့တဲ့စနစ်ကိုအတန်းနိုင်ဆုံးဆောင်ရွက်ခဲ့တယ်။ဒီပြည်တော်ကလည်းဘုန်းတို့အချင်အောင်လုံး2000ကျော်လောက်လူနိုင်ခဲ့တယ်။နောက်ပြီးတော့ဆန်ပိုက်ဆန်စသည်ပေါ့။ဟိုလိုအပ်တာလေးတွေပဲဘုန်းတို့ကြည့်ပြီးတော့ တကယ်လူတဲ့နေရာကိုဦးစားပေးလုပ်ခဲ့တယ်။နောက်ပြီးတော့ပြန်လဲထူထောင်ရေးလုပ်တဲ့ခါကျတော့အင်းလေးတွေသားရွာတရွာကိုဘုံတို့ရေတန်းရွာပေါ့အင်းလေးတောင်ပိုင်းထဲမှာလေးလ၅လလောက်ထီအောင်ရေထဲမှာနင်းမြုပ်နေတယ်လို့ပြောလို့ရတယ်ပေါ့နော်။အဲ့ဒီရွာလေးတော်တော်လေးလေးဆင်းရဲပါတယ်ဒီခက်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 ရက်တည်နေကြတဲ့ရွာလေးကိုဦးစားပေးပြီးတော့အဲရေတန်းရွာရဲ့ပြန်လဲတီထောင်ရေးကိုဘုံတို့ဦးစားပေးဆောင်ရွက်ခဲ့တယ်။အဲ့ဒီရွာမှာပြင်ဖို့လိုအပ်တဲ့စောက်ဖို့လိုအပ်တဲ့ ပြင်ဖို့ရောစောက်ဖို့ရောလိုအပ်တဲ့အိမ်စင်းရင်ကောက်လိုက်တဲ့ကအလုံး20ကျော်တွေ့ရတဲ့အလုံးကိုလည်းဘုန်းတို့ပြင်ဖို့လိုအပ်တဲ့အိမ်ပြင်ပေးတယ်စောက်ဖို့လိုအပ်တဲ့အိမ်ဒီစောက်ပေးခဲ့တယ်တစ်စောက်ပေးခဲ့တယ်ပေါ့နော်ဒီဝါတိုင်းရဲ့တွတ်ကားရဲ့တွတ်မိုးရဲ့အခင်းကထထားအထူစားခင်းလဲဆိုတော့အမြတ်တိန်လုံးလုံးရတဲ့အိမ်မှာတိန်90လောက်ပဲကုန်ပါတယ်ဒါလည်းသူတို့လက်သမားကနည်းနည်းလောက်ပဲကုန်ပြီးတော့ ရွာသားတွေကဝိုင်းပြီးတော့ဆောင်ရွက်ကြတဲ့အတွက်အဲ့လောက်နေရတာပေါ့နော်အိမ်လုံး20ကျော်စောက်ပေးပြီးတော့ဒီတရွာလုံးလည်းအဆင်ပြေသွားတဲ့ချိန်မှာဟိုတို့အဲ့ဒေသမှာကလေးတွေရှင်မပြုတ်နိုင်တဲ့ကလေးတွေရှင်ပြူပွဲလဲလုပ်ပေးနိုင်ခဲ့တယ်။နောက်ရင်ကျေးလေးမှာသင်တန်းလေးတွေလည်းပဲအဲရှစ်ပိုင်းဆောင်ရွက်ပေးနိုင်ခဲ့တယ်ပေါ့လေ။အင်းလေးတွေကကျန်တဲ့ထူထောင်ရေးမှာဘုံတို့ ရေတန်းရွာလေးလုပ်ခဲ့ရတဲ့အားလေးကလည်းကဲတော့မှမေ့နိုင်မှာမဟုတ်ပါဘူးလူမှုရေးပဋိပက္ခလုပ်ငန်းတွေကတော့တကယ်တော့ဖုံဖုံတို့လိုအပ်မဲ့အလုပ်တော့မဟုတ်ပါဘူးเนาะဒါပေမဲ့ကိုတိုင်းပြည်ကစသရရဖက်ဖက်ကအားနေပြီးတော့လိုအပ်နေတဲ့ချိန်မှာတော့ဒီကိုယ့်ရဲ့ပြည်ဒီပြည်ပတိလုပ်ငန်းကိုလည်းမထိခိုက်စေဘဲနဲ့စွမ်းနိုင်တဲ့ဘက်ကနေဖုံတို့စွမ်းနိုင်တဲ့အတိုင်းသာရှိခဲ့မယ်ဆိုရင်တော့လုံးတင်တယ်လို့ယူဆမိပါတယ် ဒါဖုန်းဖုန်းတို့ရှယ်နေလုံးသိနေလို့ဒါဒကာဒကာမများဗရိုက်တာဖွဲ့စည်းများစွန့်နိုင်တဲ့သူများအနေနဲ့လည်းပဲစွန့်နိုင်တဲ့ဘက်ကနေပါဝင်သင့်ပါတယ်များကျိုးမြို့ပါသာသာသနာအတွက်အိုင်မီအတွက်လူမျိုးအတွက်ဆောင်ရွက်ကြတဲ့အခါမှာစိတ်ကောင်းရှိတဲ့သူတွေကတာဝန်ယူကြညာတယ်စေရနာပါခဲ့ရင်တကယ်တာဝန်ယူဖြစ်တယ်ဒီချင်းမှရှိခဲ့ရင်တော့တာဝန်ကြီးအောင်ဆောင်ရွက်နိုင်ကြတယ်ပေါ့လေဒါကြောင့်စိတ်ကောင်းရဲ့စေရနာရဲ့ကြီးချင်းရဲ့ပေါ့ပေါင်းပြီးတော့ပေါက်ဆက်ပြီးတော့ ဒီကိုတိုင်းပြည်အားနည်းနေတဲ့အချိန်မှာဆွမ်းနိုင်တဲ့ဘက်ကနေဆွမ်းနိုင်တဲ့လောက်ပါဝင်တင်တယ်လို့ဘုံအနေနဲ့မြင်မိပါတယ်။ဒီဆွမ်းနိုင်တဲ့လောက်စေကောင်းစေရနာတွေရင်ခံပြီးတော့ပါဝင်တဲ့သူတွေအားလုံးကိုလည်းပဲဒါဘုံကကျေးဇူးတင်ပါတယ်။ဘုံတို့လုံးနေတဲ့အပေါ်မှာလည်းပဲဘုံတို့ကိုယ်တိုင်ဆိုရတဲ့မြားရဲ့အင်အားတွေယူပြီးတော့စေနာရှင်မြားရဲ့အင်အားတွေယူပြီးတော့ဆောင်ရွက်ရတာဖြစ်တဲ့အတွက်ကြောင့်ဘုံတို့နဲ့ဆက်ဆက်တဲ့ ကုညီပံဖို့ဝိုင်းဝန်းတဲ့သူတွေအားလုံးကိုလည်းပဲဘုံသူကျေးဇူးတင်ပါတယ်နော်ဘုံတို့ပြောချင်တာကတော့ကိုနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းရေးရဖို့အေးချမ်းချမ်းနဲ့ညီညီနိုင်နိုင်နဲ့ဒီလက်နက်နဲ့ဖြည့်ချင်းတဲ့အနေထားမျိုးမဟုတ်ဖဲနဲ့လေညီညီနိုင်နိုင်မြေတားတရားရင်နဲ့ဖြည့်ချင်းတဲ့ဒီနိုင်ငံကြီးအမြန်ဆုံးအေးချမ်းဖို့ရအတွက်ဘုံတို့ဖြစ်စေချင်ပါလို့ဘာလို့လဲဆိုတော့ဒီတိုင်းပြည်ရဲ့ တဘာဝဘေးတွေရောခက်ခဲတွေရောဖြစ်လာတဲ့ဒုက္ခတွေအားလုံးတို့ရနိုင်ငံရေးပေါ်အများကြီးမူတည်ပါတယ်နိုင်ငံရေးကောင်းရင်တော့ယတနာတွေဖြစ်လာခဲ့မယ်တဘာဝဘေးတွေကျုံလာခဲ့မယ်ဆိုရင်တောင်မှစုပေါင်းအားနဲ့ဖြည့်ရှင်းရတာလွယ်တယ်ပေါ့ဗျာဒီနိုင်ငံရေးမကောင်းတဲ့ခါကျတော့ကိုဗစ်ကဆက်လို့ပလီတွေ့ကြည့်ပေါ့တဘာဝဘေးတွေယောဂဘေးတွေကြားရောက်လာခဲ့ရင်လည်းဖြည့်ရှင်းရတာတော်တော်ခက်ခဲတယ်ပေါ့နော်မြန်မာနိုင်ငံကြီးအများဆုံး ငြိမ်းချမ်းကြပါစေအေးချမ်းကြပါစေ